င်္ဂလာမင်္ဂလာပါ Starzer Channel ကိုကြည့်ရှုအားပေးနေတဲ့သတိဝါဒနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တရက်ဆက်လာပိုင်း2025 3D ကျွန်တော်တို့အဓိကပေါ့နော်3ဒွဲပေါ့နော်အတွဲ3ဒွဲကျွန်တော်တို့3ခွက်4ခွက်ဆိုင်မမူလေးနဲ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ချပြပေးသွားမှာဖြစ်ပါတယ်တွေ့နေလည်းမစားပဲ Starzer ဖြစ်တဲ့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ရသေးပြီဆိုရင် ဒီဒီဖိုင်အောက်က subscribe ဆိုတဲ့နေအောင်စာရအနေနဲ့ဘေးနားကနိုတီခေါင်းလောင်းလေးကိုတီးထားမယ်ဆိုရင်ကျွန်တော်တင်သမျှဗီဒီယိုတစ်တွေကိုအချိန်နဲ့တပြေးညီကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်အခုပြန်သားပေးမယ်20လေးရတော့လုံးပိုင်းနဲ့အတွဲထုတ်တဲ့နေရီပဲဖြစ်ပါတယ်ခင်ဗျာအလုံးပေါင်းကျွန်တော်မိတ်ဆွေများ၃ခွက်ကိုအဓိကထားတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အပူပိုင်တော့ကျွန်တော်တို့၄ခွက်ဖြစ်သွားမှာပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်မလို့ဒီမှာ ဒီကျွန်တော်မိတ်ဆက်များ အားလုံးကိုပေါ့နော်ကျွန်တော်ဒီမှာကဏ္ဍလေးရတော့ကျွန်တော်တို့အဓိကတော့ကျွန်တော်ဒီမှာအတွဲကိုအဓိကပြသွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာအဲကျွန်တော်မိတ်ဆက်များကိုအပြီးပေါက်၄ခွက်ကျွန်တော်ထုတ်ပေးသွားမှာနော်ပထမ၃ခွက်ပဲကျွန်တော်ထုတ်ဖို့ရည်ထားလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြီးပြည့်ဆောင်ပေါ့နော်ကျွန်တော်မိတ်ဆက်များမတွဲတက်မှာဆွတဲ့အတွက်ကြောင့်မလို့ကျွန်တော်၄ခွက်ကျွန်တော်ဒီမှာထုတ်ပေးတခါတည်းပဲတွဲထည့်သွားပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်မိတ်ဆက်များ ကျွန်တော်တို့တွန်နီလေးကိုစကြရအောင်တွန်နီလေးကတော့ကျွန်တော်ဘယ်လိုယူထားလဲဆိုတော့3နှစ်လေးအပြင်နေပြီးတော့ကျွန်တော်တို့ဒီမှာ3ရဲ့2ရဲ့ဇောင်းပေါင်းချင်းကျွန်တော်တို့5ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ5ဒီကျွန်တော်တို့ဒီ85နှစ်ဆိုတဲ့တွေ့အောင်မှာ665လို့ထွက်ထားတော့ကျွန်တော်တို့5တလုံးပိုင်းဖြစ်ပါတယ်ခင်ဗျာဇောင်းပေါင်းချင်း3နဲ့2နဲ့ပေါင်း5အဲ့ဒီ5ဒီလုံးပိုင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ10ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ 5ဖြစ်ပါတယ်8နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့အဲ့ဒီမှာ3ဖြစ်ပါတယ်ခင်ဗျာเนาะ8နဲ့5နဲ့ပေါင်းတော့3ဖြစ်ပါတယ်အဲ့တုံးဒီလုံးပိုင်းဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်း3ဖြစ်တယ်သူ့ရဲ့အောက်မှာ3 5 6ဆိုပြီးကျွန်တော်ထွက်ခဲ့ပါတယ်ဗောနော်6 6 5ထွက်ပြီးတော့3 5 6ဆိုတော့3တလုံးပိုင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ8ဒီမှာ6ဖြစ်ပါတယ်8နဲ့ 6เนี่ยปอนเนาะ4ဖြစ်ပါတယ်4တလုံးမိုင်ဖြစ်ပါတယ်4တလုံးမိုင်ဖြစ်ပါတယ်ကဲဒါဆိုလို့ဆိုရင် ကျွန်တော်တို့อ่ะ4တလုံးမိုင်သူ့ရဲ့အောက်မှာပါထွက်လဲ6 4 6ဆိုပြီးတော့ထွက်ပါတယ်ဟုတ်ကဲ့ပါကဲဒါဆိုရင်ကျွန်တော်တို့อ่ะထပ်ပြီးတော့ဒီ3နဲ့6နဲ့ကိုထပ်ပြီးတော့ကျွန်တော်တို့ပေါင်းယူရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီမှာ3 6 ြီးရင်ဒီမှာကျွန်တော်တို့6ဖြစ်ပါတယ်အဲ့တော့3နဲ့6နဲ့နှလုံးပေါင်းခြင်းဒီကျွန်တော်ပါရလဲဆိုတော့6ရပါတယ်အဲ့ဒီ6ဒီကျွန်တော်တို့ကလုံးပိုင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒီမူဆိုင်လေးကတော့အခုဒါမိတ်ဆွေတို့ကိုဒုတိယဖိုင်နဲ့ကျွန်တော်တွဲလေးကိုကျွန်တော်ချပြပေးတာဖြစ်ပါတယ်ဗောနော် ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ မရှင်များအလုံးမနော်ဒီ646ထွက်ပြီးတာနဲ့သူရဲ့အောက်မှာထွက်ကမဲ့ကျွန်တော်တို့ဒါကနန်းမနော်ဒါကနန်းတစ်ခွက်ကိုကျွန်တော်ကဒီနေရာမှာအတွင်းနဲ့ကျွန်တော်တို့ထုတ်ယူมาဖြစ်တဲ့အတွက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတလုံးပိုင်းပေါ့နော်ငါတလုံးပိုင်းအဲ့တော့ရထားတာဖြစ်တဲ့အတွက်အဲ့ဒါကိုဘာနဲ့ပြန်တွဲမလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီ ဒီမှာကျွန်တော်တို့15နှစ်ပေါ့နော်ဒီ15နှစ်ကကျွန်တော်တို့ဒီတလုံး ပြန်ကြပြရမှာပေါ့နော်အဲ့တော့အဲ့15နှစ်တလုံးကြာမှာဟိုကျွန်တော်တို့ဒီမှာပြန်ဒီ9တလုံးပိုင်းနဲ့ကျွန်တော်တို့ကတ်လိုက်မှာပေါ့နော်9တလုံးပိုင်းနဲ့ကျွန်တော်တို့ကတ်မှာဖြစ်ပါတယ်အဲ့တော့ဒီတနည်းကိုတော့ကျွန်တော်မိတ်ဆွေများကြော်ကြည့်သွားတဲ့မိတ်ဆွေများကတော့ဘာမှနားလည်သွားမှာမဟုတ်ဘူးเนาะအဲတော့ကြော်မကြည့်ပဲနဲ့အဆအဆုံးကြည့်သွားတဲ့မိတ်ဆွေများကတော့ ဒါဒီတွက်နေရဘာလို့တင်နေဘယ်နေရလိုအပ်ချက်ရှိလဲပေါ့နော်အဲဒါဖြစ်တင်နေမဖြစ်တင်သမီးကိုယ်တိုင်ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဒီမှာ3ကိုကျွန်တော်တို့အတွဲ3တွဲမှုနဲ့ကျွန်တော်ပြသွားမှာဖြစ်ပါတယ်ဘာကြောင့်အတွဲ3တွဲမှုနဲ့ကျွန်တော်ပြသွားမလဲဆိုတော့ဂျီထွက်ပြီးသားကနန်း3လုံးပေါ့နော်အဲ့3လုံးဒီတစ်လုံးပိုင်းကျွန်တော်ယူထားတဲ့တစ်လုံးပိုင်းနဲ့ကျွန်တော်တွက်ကတ်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ သုံးခွက်ဆိုင်လို့ကျွန်တော်ပြောထားတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကဒီကျွန်တော်တို့ကီးနဲ့ကတ်လိုက်တဲ့အခါကျတော့နော်လုံးမိုင်ကီးနဲ့ကတ်လိုက်တဲ့အခါကျတော့အကွက်က၄ခွက်လောက်ဖြစ်သွားမှာဖြစ်ပါတယ်ပေါ့နော်အသွဲ၃တွဲကိုထုတ်ထားပြီးမှကီးကနှလုံးကီးနဲ့ကတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့၄ခွက်ဖြစ်မှာဖြစ်ပါတယ်ပေါ့နော်၄ခွက်ဖြစ်မယ်6ခွက်ဖြစ်မှာပေါ့နော်ဒါမျိုးလေးတွေဖြစ်မှာဖြစ်ပါတယ်အဲ့တော့အပူပါတာဖြစ်တဲ့အတွက်အတွဲနှစ်တွဲတူညီနေတဲ့ဆင်တော့ကျွန်တော်တို့က အကွက်ရော့သွားမှာဖြစ်ပါတယ်လေးကွက်မုံနေပဲသွားမှာဖြစ်ပါဘောနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘောနော်အခုကျွန်တော်ထုတ်ပြီးသွားမှာကအခုဆောင်းမုံချင်း၅ဖြစ်ထားတယ်ဘောနော်ဆောင်းမုံချင်း၅ဖြစ်ထားတဲ့၅ကိုဘောနော်ကျွန်တော်တို့ကဒီချင်း၅နှစ်ဆိုတဲ့เนาะကနန်း၃လုံးနဲ့ကျွန်တော်တို့ကဒါပြန်ပြီးတော့ကတ်มาဖြစ်ပါတယ် ဘောနော်အဲ့တော့ဒီရှင်းငါရှင်းငါနဲ့ဘောနော်ရှင်းငါနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာငါးကိုရှစ်ကမဲငါးကိုငါးကမဲငါးကိုနှစ်ကလိုက်မှာဘောနော်ကဲဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီသူ့ရဲ့အောင်မှာ665လို့ကျွန်တော်တို့ထပ်တယ်ဗောနော်665ဆိုတော့ဒီကျွန်တော်ထုတ်ထားတဲ့အတွဲ၃တွဲကကျွန်တော်ဒီမှာ85ဆိုတဲ့တတွဲညိရယ်เนาะအဲ့တော့ဒုတိယအနေနဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့ကတ်မှာဗောနော်665ကို ျွန်တော်တလုံးကတ်လိုက်တယ်3836 35ဆိုပြီးတော့အတွဲ3သွင်းထပ်တယ်အဲ့တော့ဒီမှာကျွန်တော်ပါထွက်လို့သူရဲအောင်မှာ35ထွက်မယ်36ခွာတူတူထွက်မှာပေါ့နော်အဲ့တော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာလဲ356ဆိုပြီးတော့ကျွန်တော်တို့ကတ်လိုက်တယ်ပေါ့နော်နော်အဲ့တော့46ကတ်တယ်45ကတ်တယ်43ကတ်တာပေါ့နော်ဟုတ်တယ်အဲ့တော့ဒီမှာ646ဆိုပြီးတော့ထွက်တယ်ပေါ့နော်အပေါ်မှာကျွန်တော်တို့က ၄၃တရွဲနဲ့၄၅တရွဲ၄၆တရွဲဆိုပြီးကျွန်တော်ရရှိထားပါတော့။အဲ့ကျွန်တော်ဒီမှာလဲ၆၄၆ကိုထပ်ကတ်ကြည့်ပြတယ်။၉၆တရွဲရမယ်၊၉၄တရွဲရမယ်။ပြီးတော့ဒီမှာ၉၆ဆိုတာပြီးပြည့်အောင်ပေါ့နော်။တကယ်ဆိုရင်ယူမယ်ဆိုကျွန်တော်ဒီမှာ၉၆၉၆လို့ကတွန်းညင်နေတာဖြစ်တယ်ပေါ့နော်။ဟုတ်ပြီ။၉၆၉၆ဆိုတော့ကျွန်တော်တို့အတွဲနှစ်တွဲပဲထောက်မှာဒီပွားမှာ။၉၆အတွဲနဲ့အဲ၉၄အတွဲဒါနှစ်တွဲပဲကျွန်တော်တို့အဓိကထားယူလိုက်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်ဒီမှာ ကြီးနဲ့ကန့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဒီအပေါ်မှာတော့ကျွန်တော်တို့ကအတွဲ၃တွဲသာဖြစ်တယ်ပေါ့နော်အတွဲ၃တွဲသာဖြစ်တယ်တော့ကဏ္ဍတူရင်ကျွန်တော်တို့က၂တွဲဖြစ်မှာပေါ့နော်ကဏ္ဍတူရင်၂တွဲဖြစ်ပါတယ်ဟုတ်ပြီပြီးခဲ့တဲ့ပွဲကကျွန်တော်တို့က၆လင်း၆ဆိုပြီးတော့အခွန်ထွက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာဒီမှာ၉တလုံးပါနေဆိုတော့ကျွန်တော်တို့က၉၄၉၆၂တွဲပဲရမှာပေါ့နော်၉၄၉၆၂တွဲပဲရမှာဆိုတော့ဟုတ်ပြီကျွန်တော်တို့ကဒီမှာ တစ်ချက်ကြည့်အောင်ပေါ့နော် အတွဲတွေကိုပြန်စစ်ကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့အပေါ်ဘက်မှာတတွဲချင်းစီရသလိုကျွန်တော်တို့ဓာတ်ရင်းမှာဆိုရင်3 5 6ဆိုပြီးတော့နှစ်တွဲဖြစ်သွားတယ်ပေါ့နော်အဲဒီမှာဆိုလို့စဉ်းနေကျွန်တော်တို့တတွဲပဲပြန်ဖြစ်တယ်ဟုတ်ပြီနော်ဒီမှာကျတော့လေကျွန်တော်တို့က6 6 6 6ဆိုပြီးတော့အတွဲအဲကျွန်တော် လက်တွူးနေတယ်ပေါ့နော်တွူးနေတဲ့အခါကျတော့တဲ့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီ6 4 6ကိုပဲအဓိကထားမှာပေါ့နော်ဟုတ်ပြီနော်6 4 6ဆိုတော့နှစ်တွဲပဲထွက်သွားတာပေါ့နော်ဒီပွဲမှာဒါကတော့ကျွန်တော်တို့ရဲ့အာသာချက်တစ်ခုပေါ့ကဲဒါဆိုရင်အဲကျွန်တော်တို့ကီးလေးကိုကျွန်တော်ဆက်ကြည့်လိုက်အောင်ဒီထဲမှာကတ်ကံမဲ့ကီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကီးနဲ့ကတ်လိုက်မယ်ဆိုရင်တော့ဒါအချမ်းမိတ်စင်များ အပြီးပါပေါ့နော်အပြီးပါဖြစ်ပါတယ်ဒါလို့ဒီမှာကျွန်တော်တို့ကဒီအတွဲနှစ်တွဲဟိုတဲ့နော်အဲကျွန်တော်တို့ကဒီကြီးနဲ့ကမ်းမှာဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်ကြီးရကျတော့ဒီမှာဘလိုကြီးလဲဆိုတော့တဲ့300ရှေ့ပေါ့နော်ကျွန်တော်တို့တည့်ရပါတည့်ရပါမှာ6ဆိုတော့အဲ16ကြီးတဲ့အဲ16ကြီးကိုအဲဒီမှာ9ရှစ် အတွဲငါးငါးအတွဲငါးနှစ်အတွဲပေါ့နော်ဒီဒီ6ကီးနဲ့ကျွန်တော်တို့ကတ်ကြည့်အောင်ကတ်ကမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ကဒီအဓိကဒီမှာပေါ့နော်အဲကျွန်တော်တခုကတ်ပြန်လိုက်မှာပေါ့နော် အမှန်ပါဆိုတာကိနဆုံးကိနလုံးဖြစ်တဲ့အတွဲကျွန်တော်တို့ကအတွဲ3အတွဲဆိုရင်အဲအတွဲက6အတွဲဖြစ်6ကွက်ထောက်အောင်ပေါ့နော် ထားပါတော့ကျွန်တော်တို့ဒီမှာ6နဲ့ပဲကျွန်တော်ဥပမာပြန်လိုက်ပဲပေါ့နော်အဲ့တော့9 6ဆိုပြီးတော့ကျွန်တော်တို့ဒီမှာတရအောင်မှာ6 6 5ဆိုပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာ9 6 6ပတ်လေဒါထိုးအောင်မှာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဒီမှာ9 6 6ဆိုပြီးတော့ကျွန်တော်ဒီမှာထွက်တာက6 6 5နော်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒုတိယ က်ပြီးတော့ကြည့်အောင်အဲ့တော့အခုဒီမှာပြတာက ကျွန်တော်ထေစီနောက်ပိတ်ခါဒီဒါမျိုးနဲ့ကျွန်တော်ပြတာမဟုတ်ဘူးเนาะအပီးပေါ့အတွဲနဲ့ကျွန်တော်ကီးနဲ့ကိုကျွန်တော်အပီးပေါ့ကပ်ပြရတာဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်မရှင်ပြအလုံးနားလေသဘောပေါက်မယ်လို့မျှော်လင့်နေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွက်နည်းကိုကြည့်တာကြည့်ရတယ်ဘာမှမသိဖြစ်သွားမှလဲကျွန်တော်တို့ ဆိုရင်ねဗောနော်ဘာကြောက်လဲဆိုတော့ကနန်တကွက်ဆိုတာကကျွန်တော်အမတမ်းမနဲ့ကြီးရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာနှလုံးပေါင်း6ရက်6ရက်ပါဝါတ6 1ကြီးရဲ့နော်6 1ကြီးကိုကျွန်တော်ဒီမှာကပ်ပြန်လိုက်တာဗောနော်အဲ့ဒါ356ဆိုတော့ကျွန်တော်6တလုံးနဲ့ပဲကျွန်တော်ကတ်ကြည့်လိုက်ရဗောနော်အဲ့တော့ဒီမှာ356ဆိုပြီးတော့ပဲဒီမှာတော့ကျွန်တော်တို့ပြန်ပြန်လှမ်းစရာတော့မလိုတော့ဘူးဗောနော် ဟုတ်ပြီနော်အခုကျန်တော့မြားထိုးရတယ်နော်ဒါလက်တွေ့ပြပေးသွားတာဖြစ်ပါတယ်နော်ကဲဒါဆိုကျွန်တော်တို့ထက်ကြည့်မယ်ရှင်းနဲ့သုံးနဲ့ပေါင်းမှဖြစ်ပါတယ်တဲ့ရှင်းနဲ့သုံးနဲ့ပေါင်းတော့ကျွန်တော်ဗာရလဲတစ်လိုပဲပြန်ထွက်ပါတယ်တဲ့တရဲ့ပါဝါ6ဖြစ်ပါတယ်တဲ့တစ်6ကြီးပဲဖြစ်ပါတယ်တဲ့နော်ဟုတ်ပြီနော်တစ်6ကြီး အဲ့တစ်ချောင်းကီယူတဲ့ကျွန်တော်တို့ဒီမှာ၄၃လေးငါးလေးချောင်းဆိုပြီးတော့အဲ့တော့6နဲ့ကတ်တယ်ဟုတ်ပြီနော်တစ်ချောင်းကြီးကိုကျွန်တော်ဒီမှာအတရား6နဲ့ကတ်ကတ်လိုက်တော့ကျွန်တော်တို့ပါထုံးတယ်4 3 6တကွယ်4 5 6တကွယ်4 6 6တကွယ်ဆိုပြီးကျွန်တော်တို့3ကွယ်ရပါတော့အဲ့မှာထွက်ခဲ့တာက6 4 6ဆိုပြီးတော့ဒါအဖိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ကနန်းကကျင်းနိုင်သလောက်ကျင်းပါတယ်เนาะပတ်လေလှဲ့မယ်ဆိုရင်အပူဆိုရင်ဒါ၃ခွက်ပဲထောင်းမှာဖြစ်ပါတယ်ဗောနော်အပူခွာဆိုရင်အဲ့တော့ကျွန်တော်မိတ်ဆွေဒီမှာလဲကျွန်တော်တို့ကအပူခွာပဲအခွားထွက်သွားတာ ဖြစ်တယ်တော့เนาะအဲ့တော့ဒီမှာ၃နဲ့6နဲ့ပေါင်းတော့ကိုတဲ့ကိုရဲ့ပါဝါက၄တဲ့ကိုလီကြီးဖြစ်ပါတယ်ဗောနော်လုံးမှန်ကကိုကီးကကိုလီကြီးဟုတ်ပြီ ဒါဆိုရင်ကျွန်တော်တို့ဒီမှာထွက်ထတာကလည်း646ဆိုတော့အဲ့တော့ဒီမှာကကနန်းသိမ့်မမြင်အောင်ကျွန်တော်တို့ပေါ့နော်ဒါအဖူးခွာစာတွေပြန်တွေ့တာပေါ့နော်အဲ့ဒီနည်းနဲ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာထားပါတော့နော်96 9နဲ့ကပ်မှဆိုရင်969 4နဲ့ကပ်မှဆိုရင်9 64ဟုတ်ပြီလားအဲ့တော့ကျွန်တော်ဒီမှာ၄နဲ့ကတ်ကြည့်လိုက်ရပါဗျာ964เนาะ၄နဲ့ကတ်ကြည့်လိုက်မယ်944ဟုတ်ပြီလားဖြစ်စေ9နဲ့ကတ်ကြည့်လိုက်မှာပေါ့เนาะဒီမှာဟိုမှာ964ကတ်ထားပြီးသားဖြစ်တဲ့အတွက်ဒါဆိုဒီမှာ9ပဲကတ်ကမှာဖြစ်ပါတယ်969เนาะဒါဆိုတော့ဒီမှာကျွန်တော်တို့က944ဆိုတော့ကျွန်တော်တို့94ကို6နဲ့ကတ်မှာဖြစ်ပါတယ် အလုံးနားလည်းမှတို့မြောက်လည်းပါတယ်ကိုလေးချောင်းနော်ကိုလေးချောင်းဟုတ်ပြီလားကိုလေးချောင်းဆိုတော့ကျွန်တော်တို့ကဒီမှာကိုချောင်းလေးလို့ကတ်ထားပြီအဲ့တော့ကိုလေးကိုလို့ပဲကျွန်တော်တို့ကကတ်ကတော့မှာဖြစ်ပါတယ်တဲ့နော်အဲ့တော့ကိုလေးကိုဆိုတော့ကနန်း၄ခွက်ပဲကျွန်တော်တို့ကထုတ်အောင်မှာဖြစ်ပါတယ် ကနလေးကွက်ပဲကျွန်တော်တို့ထောက်ရမှာဖြစ်ပါတယ်တဲ့အဲ့ဒီလေးကွက်ကိုကျွန်တော်မေ့စင်ရเนาะဒါကျွန်တော်တို့ပက်လက်ဆိုလို့စင်တစ်ကွက်ပဲထိုးရမှာ964ဆိုတဲ့ကနန်းတစ်ကွက်ပဲကျွန်တော်တို့ပက်လက်6ကွက်လှည့်ရမှာဖြစ်ပါတယ်ကျန်တဲ့ကျွန်တော်တို့3ကွက်ကတော့ကျွန်တော်မေ့စင်ရ3ကွက်စီပက်လက်ထိုးရမှာဖြစ်ပါတယ်အားလုံးပဲဒီတော်နေလေးကိုတော့တာပါเนาะ ကျန်နေတယ်မလို့လည်းမျှော်လင့်ပါတယ်ခင်ဗျာနော်ပေးမယ်ဆိုရင်တော့ဒါဒီအချိန်မှာကျွန်တော်ဝင်စင်များဒါပောက်ကွက်ဖြစ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲကျွန်တော်ဝင်စင်များဒီဒီကနန်လေးခုနဲ့ပေါ့နော်ကျွန်တော်ဝင်စင်များအောက်ဘွဲခံနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပစ်လိုက်ပါတယ်ပေါ့နော်ဒီမှာကတော့ကျွန်တော် အတွဲပဲပြရတာဖြစ်ပါတယ်ဗောနော်ဒီထိစီနောက်ပိတ်ခါဆိုတော့ကျွန်တော်ဒီနေရာမှာရွေးချယ်ပြီးတော့ပြရတာမရှိပါဘူးဗောနော်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးဗောနော်ဒါတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ရဲ့ channel ကို tissue စောင့်မြောက်အားပေးနေတဲ့မိတ်ဆွေများအတွက်ဒုတိယ file ဖြစ်ပါတယ် frame file မှာကျွန်တော်တင်ထားပြီးယူပါယူပါနော်။ဘာလဲတကွာတဲ့ token name ဖြစ်ပါတယ်163ဆိုရဲနော် အဲကျွန်တော်တို့တုံညာပရိတ်နဲ့ကျွန်တကွက်တဲ့ဆိုင်ကိုလည်းကျွန်တော်ပထမဆုံးဖိုင်မှာတင်ထားပေးပါတယ်အဲကျောင်းမိတ်ဆွေကျွန်တော်ရဲ့ channel ထဲမှာပေါ့နော်ဗီဒီယိုပန်းနဖိုင်တင်လဲဆိုတာကိုဟောရစစ်ကြည့်ပြီးတော့လေ့လာကြည့်လို့ရပါတယ်နော်အဲ့ဒီမှာစက်နှစ်တဲ့အနံကိုယူထိုးပါနော်မစက်နှစ်တဲ့နဲ့ကျွန်တော်တို့မထိုးပါနဲ့လို့ကျွန်တော်မြတ်တာရက်ခန့်ချင်ပါတယ်နော်အားလုံးပဲတတိယဝန္ဒနာရှင်မိတ်ဆွေများအားလုံး မကြခင်เนาะကျွန်တော်တို့တရင်ကျွတ်တော်မှာဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်တို့ဒီကနေ့လေးနဲ့ပေါ့ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ